အခုဂျမ်ပါရတော့ထမြောက်ရာဂျမ်းခန်းကြီး15ဖြစ်ပါတယ်။ခန်းကြီး15အငယ်1မှ30တို့ခါမောရှိနှင့်ဣဒရလာ အမျိုးသားတို့သည်ဒါဝရဖျားအားတည်ခြင်းဆိုသောစကားဟုမူကားဒါဝရဖျားသည်ဘုံပွင့်လျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ကိုရောအားတည်ခြင်းဆိုပါအံမြင်းနှင့်မြင်းစည်းသူရဲကိုပင်လေတဲသို့လှဲချတော်မူပြီးဒါဝရဖျားသည် ငါအစွမ်းတတ္တိငါတီချင်းဆိုကြောင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ထိုဖျားသည်ငါကူးကွယ်သောဖျားသခင်ဖြစ်တော်မူ၍သောမနာပြုပါမည်ငါဘိုးဘီတို့၏ဖျားသခင်ဖြစ်တော်မူ၍ငါချီးမြှောက်ပါမည်ဒါဝရဖျားသည်စစ်သူရဲ့ဖြစ်တော်မူ၏ဒါဝရဖျားသည်ဟူသောနာမတော်ရှိတော်မူ၏ဘာရောပြင်၏ယထာနှင့်ဘူဂျီတို့ကိုပင်လယ်ထဲသို့လှဲချတော်မူပြီး ရွေသောဘုမင်းတို့သည် အေဒုံပင်လေတဲ၌မြုပ်လျက်ရှိကြ၏။နေဆွာသောအရက်၌လွှမ်းမိုးလျက်ရှိကြ၏။ကြောက်ခဲ့သောအောက်သို့ဆင်းကြ၏။အိုထာဝရဘုရားလက်ရလက်တော်သည်တကူအားဖြင့်ဘုံကြီးတော်မူ၏။အိုထာဝရဘုရားလက်ရလက်တော်သည် ရန်သူတို့ကိုချိုးဖက် ဖြစ်စည်းတော်မူ၏။ကိုယ်တော်တစ်ဖက်၌ထသောသူတို့ကို ဘုံတကူအာနုဘော်တော်တို့နှင့်လဲတော်မူ၏အမျက်တော်ကိုလွှတ်၍သူတို့ကို အမိုက်ကဲ့သို့မီးလောင်စေတော်မူ၏နှကောင်းတော်လေအားဖြင့်ရေဒီစုဝေး၍စီသောရေဒီပုံမှုကြွ၍ပင်လယ်၏အထဲ၌နက်သောရေဒီတောက်မှလျက်နေရ၏ရန်သူကငါလိုက်မီ သူတို့ကိုမှီလိမ့်မည်လူယူသောအဥ္စာကိုဝေ၍သူတို့၌ငါချင်ရဲပြေလိမ့်မည် ကားကိုအိမ်မထုတ်၍သူတို့ကိုငတ်လက်နှင့်ဖြက်စီးမိဟု ဆိုသည်ကိုတော်သည် လေကိုမှုတ်တော်မူသည်ဖြင့်ပင်လေသည် သူတို့ကိုလွှမ်းမိုး၍သူတို့သည် အာကြီးသောရေထဲမှခဲခဲ့သို့ဆင်းကြလေ၏အငယ်၁၁မှ၁၉။အိုထာဝရဖျားဖျားများတို့တွင်အဘယ်မိသောဖျားသည် ကိုတော်နှင့် တူပါသနည်းတန်ရှင်းခြင်းအဖြင့် ဘုံကြီးတော်မူထသောရှီမွန်းချင်းကိုခံစဉ်တွင်ကြောက်မဲ့ဖွယ်ဖြစ်တော်မူထသောအံပွယ်သောအမှုတို့ကို ပြုတော်မူသောကိုရောနှင့်အဘယ်ဖျားတူပါသည်လက်ရလက်တော်ကိုဆန့်တော်မူသဖြင့်သူတို့ကိုမြေမြုပ်လေ၏ရွေးတော်မူသော လူမျိုးကိုဂိူနာတော်အားဖြင့်ပို့ဆောင်တော်မူ၏တန်ရှင်သောနေတော်မူရာတို့တကူတော်အားဖြင့်လမ်းပြတော်မူ၏ လူမျိုးတို့သည်တင်ကြ၍ကြောက်လန့်ကြလိမ့်မည်ပါလေတိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းတို့ရောက်ကြလိမ့်မည်အေဒုံဘုံမင်းတို့သည်မိမောတွေ့ဝေခြင်းမောဘသူရဲတို့သည်တုံလှုပ်ခြင်းခါနန်ပြည်သားအပေါင်းတို့သည်စိတ်ပြက်ခြင်းတို့ရောက်ကြလိမ့်မည်အိုထာဝရဖျားကိုရောဤလူတို့သည်လွန်သွားသောအခါရွေးတော်မူသောကိုရောဤလူတို့သည်လွန်သွားသောအခါ ထိုလူအမျိုးမျိုးတို့သည်ကြောက်သောစိတ်ထိတ်လန့်သောစိတ်အားကြီး၍လက်ယုံတော်တကူကြောင့်သူတို့သည်ကြောက်ခဲ့သူငြိမ်ငြိမ်နေကြလိမ့်မည်။အိုသရဖျာအမွေခံတော်မူရာတောင်တီးဟုသောကျင်းဝတ်တော်မူရာဘုဖန်ဆင်းတော်မူသောအရက်သေးသူကိုတော်ဤလူတို့ကို တွင်းတော်မူလိမ့်မည်။အိုသရဖျာလက်တော်နှင့်တီးတော်မူသောတန်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်အငယ်၈မှ27ထာဝရဘုရားသည်ကာလအစဉ်အမြဲစိုးစံတော်မူစေတည်းဟုတည်ခြင်းဆိုကြလေ၏အကြောင်းမူကားဖာရောဘီင်၏မြင်းများယထာများမြင်းစည်းသူရဲများတို့သည် ပင်လေတဲသို့ဝင်၍ထာဝရဘုရားသည်သူတို့အပေါ်မှာပင်လေရေကို လွှမ်းမိုးစေတော်မူ၏ ဤဒေလာအမျိုးသားတို့မူကားပင်လယ်အလယ်၌မြေပေါ်မှာလျှောက်သွားကြ၏အာရုံဤအမဖြစ်သောပရောဖက်မမိရအန်ဒီပတာကိုကန်၍မိမအပေါင်းတို့သည် ပတာတီးလျက်ကလျက်လိုက်သွားကြ၏မိရအန်ကလည်းသာရဖျားသည်ဘုံပွေလျက်အောင်ပွဲကိုခံတော်မူသည်ဖြစ်၍ကိုရောအာတီးခြင်းဆိုကြလောမြင်းနှင့်မြင်းစည်းသူရဲကိုပင်လယ်ထဲသို့လှဲချတော်မူပြီဟု သူတို့နှင့်အတံပြန်၍ဆိုလေ၏။အငယ်၂၂မှ29ထိုနောက်မောရှိသည်ဣတရလသူတို့ကိုအေရုံပင်လယ်မှဆောင်းသွား၍သူတို့သည်ရှုရတော်သို့ရောက်ကြ၏။ထိုတော်၌သုံးရက်ခရီးသွား၍ရေကိုမတွေ့မရကြ။မာရရတ်သို့ရောက်သောအခါ မာရရေဒီခါသောကြောင့်မတော့နိုင်ကြထို့ကြောင့်ထိုရက်ကို မာရဟုတမုတ်ကြသည်လူများတို့သည် မောရှေကိုအပြစ်တင်၍မိတမ်းနှင့်အဘယ်သို့တောက်ရပါမည်နည်းဟု ဆိုကြ၏မောရှေသည်ထာဝရဘုရားအားအော်ဟိ၍ထာဝရဘုရားသည်တစ်ပင်တပင်ကို ပြတော်မူ၏ထိုပင်ကို ရေထဲသို့ချပြီးလင်ရေဒီချိုလိ၏ထိုရက်၌သူတို့ကိုစုံစမ်း၍စီရင်ထုံးဖွဲ့တော်မူသည်ကား တင်တို့သည်တင်တို့၏ဖျားသခင်သာရဖျား၏စကားကို စစ်စစ်နားထောင်၍နှစ်သက်တော်မူသောအကျင့်ကိုကျင့်လင်၎င်းပညာတရားတော်အလိုသို့လိုက်၍စည်ရင်တော်မူချက်တို့ကိုစောင့်ရှောက်လင်၎င်းငါသည်အေဂုတုလူတို့၌ဆွဲစေသောယောဂဇုံတစ်ခုကိုမျှတင်တို့၌မဆွဲစေငါသည်တင်တို့၏ယောဂကိုငြိမ့်စေသောသာရဖျားဖြစ်သည်ဟုမိန်တော်မူ၏ထိုနောက်မှ ရေတွင်ဆက်နှစ်တွင် စွန်ပလွန်ပင်80နှစ်ပြည့်စုံရာအေလီယွာတို့ ရောက်၍ထိုအရက်တွင်ယေရှိယအနားမှာတက်ချကြ၏။ Okay, now 10 by 1 being 3 jam and bye bye.